ဖျားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အဖြစ်ဒီလူကအစဉ်ချင်းခွန်အားယူပေးရအတွက်အေဖတ်အော်ရာဆိုခန်းကြီးငါအပိုင်ငယ်16မှာ18ယခုနေ့ရဲ့ကာလတို့သည်ဆိုးရုပ်တော်ကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြလောထို့ကြောင့်တတိမရှိတော်သူမဖြစ်သခင်ဖျားဤအလိုတော်ရှိရာကို ပိုင်ချ၍တည်တော်သူဖြစ်ကြလောလွန်ကျူးစေတတ်သောစပြည့်ရင်နှင့်ရင်မူးခြင်းကိုရှောင်၍ဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိကြလော ီနေ့ဒီနှုတ်ကပတ်တော်ကကျွန်တော်တို့ကိုပေါ်ဖော်ပြလဲဆိုရင် ယခုနေ့ရက်ကာလတွေကအင်မတန်ဆိုးရုပ်တဲ့ကာလတွေဖြစ်ပါတယ်။ဒါကြောင့်မို့ကာလအချိန်ကိုရွေးနှုတ်ပါကာလအချိန်ကိုရွေးနှုတ်ပါဆိုတာကသင်ရဲ့တနေ့တာအချိန်မှာသင်ဘေးရာကိုအချိန်ပေးတာပုံများလဲလောကရာတွေကိုသင်အချိန်ပေးတာပုံများလားဒါမှမဟုတ်ဘုရားသခင်နဲ့ဆိုင်တဲ့ဝိညာဉ်ရေးရာကိုအချိန်ပေးတာပုံများလားကျွန်တော်ဒီကာလအချိန်ကိုရွေးနှုတ်တတ်ဖို့အင်မတန်ရည်ကြီးပါတယ် တတိမရှိတော်သူကဲ့သို့မဖြစ်ပဲနဲ့တဲ့ဖျားသခင်ဘာအလိုတော်ရှိလဲဆိုတာကိုပိုင်းခြားပြီးတော့သိရမယ့်အချိန်ကာလဖြစ်ပါတယ်။ဖျားအလိုတော်တိုင်းအသက်ရှင်ရမယ့်အချိန်ကာလဖြစ်ပါတယ်။ကိုယ့်ရဲ့ဇာတိတဘောကိုယ့်ရဲ့အသွေးသားဆန္ဒကိုလှုပ်ချင်တာကိုသွားချင်တာကိုစားချင်တာကိုယ့်ရဲ့အလိုနဲ့အသက်ရှင်ရမယ့်အချိန်ကာလမဟုတ်ပါဘူး။ဒါကြောင့်မို့လွန်ကျူးစေတတ်တဲ့စပြည့်ရင်နဲ့ရင်မူးခြင်းကိုရှောင်ပြီးတော့တဲ့ဝိညာဉ်တော်နဲ့ပြည့်စုံလျက်ရှိကြလောလို့တမန်ကျမ်းစာမှာခွန်အားပေးထားပါတယ်။ ီမှာဝိညာဉ်တော်နဲ့ပြည့်စုံစေပါလို့ပြောတဲ့အခါမှာယုံကြည်သူတယောက်ကတန်ရှင်သောဝိညာဉ်တော်ရှိတာနဲ့ဝိညာဉ်တော်ပြည့်ဝခြင်းကမတူပါဘူး။ဧဘတ်13ရာယေရှုခရစ်တော်ကိုယုံကြည်တဲ့အချိန်ကစပြီးတော့ယုံကြည်သူတယောက်ရဲ့အထဲမှာတန်ရှင်သောဝိညာဉ်တော်ကကိန်းဝတ်နေပါတယ်။အစင်မြဲကိန်းဝတ်နေခြင်းဖြစ်ပါတယ်။ဒါပေမဲ့ဝိညာဉ်တော်နဲ့ပြည့်ဝခြင်းကတော့အချိန်တိုင်းမဖြစ်နိုင်ဘူး။ဝိညာဉ်တော်ကိုမိမိအတ္တမှာချုပ်ကန်ခွင့်လွှမ်းမိုးခွင့်မပေးဘူးဆိုရင်ဝိညာဉ်တော်နဲ့မပြည့်ဝနိုင်ပါဘူး။ ဒါကြောင့်မို့ဝิญဉတော်ရှိခြင်းနဲ့ဝิญဉတော်ပြည့်ဝခြင်းဟာမတူပါဘူးဒီမှာတော့ဝิญဉတော်ပြည့်ဝခြင်းကိုဘာနဲ့ခိုင်းနိုင်တာလဲဆိုရင်လွန်ကျူးစေတတ်တဲ့စပြည့်ရင်နဲ့ရင်မူးခြင်းကိုရှောင်ပါပြီးရင်ဝิญဉတော်နဲ့ပြည့်စုံပါလို့သူပြောတယ်ဒါဘာလို့ဒီလိုပြောရလဲဆိုရင်ဥပမာကျွန်တော်တို့အရက်ဆွဲတဲ့သူစပြည့်ရင်နဲ့ရင်မူးတယ်ဆိုတာဒါအရက်ဆွဲတဲ့သူပေါ့ဒီအရက်ဆွဲတဲ့သူကမနေနိုင်ပါဘူးမိုးလင်းတာနဲ့သူပါအောင်တန်းတာလဲဆိုရင်ရောအရက်ကိုတန်းတာလေအရက်ကိုသူအရင်ဆုံးတတိယရတယ်ဆိုတာတွေ့ရတယ် ။ဘာဖြစ်လို့လဲဆိုရင်အရက်ကသူ့ရဲ့အသက်တာကိုလွှမ်းမိုးထားတယ်။သူ့ရဲ့အသွေးသားထဲမှာစာလောင်တောင်းတနေတာကအရက်ပဲဖြစ်တယ်။အရက်ကိုဆွဲလန်းမှုကသူ့ရဲ့ဘဝမှာပြည့်နေတယ်။ဒီလိုပါပဲတန်ရှင်သောဝိညာဉ်တော်ကိုအချိန်ပေးမယ်။တန်ရှင်သောဝိညာဉ်တော်ကိုအမြဲတမ်းမိဒါယဖွဲ့မယ်။ဝိညာဉ်တော်နဲ့သွားလာမယ်ဆိုရင်ကျွန်တော်မိုးလင်းတာနဲ့တတိယမှာကဖရားပဲ။ကျွန်တော်တို့တောင်းတမယ်ရာကဖရားပဲဖြစ်သွားမယ်ဆိုတော့ဒီနေ့တမချန်းစာကဖော်ပြပါတယ်။ဒါကြောင့်မို့ဝိညာဉ်တော်နဲ့ပြည့်ဝစွာအသက်ရှင်ဖို့အင်မတန်အရေးကြီးပါတယ်။ တချို့ကဝิญဉာဏ်နဲ့ပြည့်ဝတယ်ဆိုတာကအခြားသောဘာသာစကားပြောမှအာနမိတ်လက္ခဏာတွေဖြစ်မှဝิญဉာဏ်နဲ့ပြည့်ဝခြင်းဆိုတာကဒီစုကျေးဇူးတွေရှိမှာမဟုတ်ပါဘူးစုကျေးဇူးဆိုတာတယောက်နဲ့တယောက်မတူပါဘူးဝิญဉာဏ်နဲ့ပြည့်ဝခြင်းဆိုတာကြတော့တန်ရှင်သောဝิญဉာဏ်ဖျားကိုမိမိအတ္တကိုအုပ်ဆိုးခိုင်းခြင်းမိမိအတ္တကိုချုပ်ကန်ခိုင်းခြင်းပဲဖြစ်ပါတယ်တချို့ကဒီလိုပြောပါတယ်အာသင်းဟုတ်စရာတွေအမှုတော်ဆောင်တွေကတော့ဝิญဉာဏ်နဲ့ပြည့်ဝနိုင်တာပေါ့ကျွန်တော်ကျမတို့ကတော့လောကအထဲမှာအလုံးလုံးနေရတဲ့ချိန်မှာဘလို့လို့ဝิญဉာဏ်နဲ့ပြည့်ဝနိုင်မှာလဲမဟုတ်ပါဘူး ကျွန်တော်တမန်ကျမ်းစာထဲမှာပထမဦးဆုံးမာတူရာအဖြစ်ခရစ်တော်ကြောင့်ညှင်းဆဲခံပြီးတော့အသက်ခံရတဲ့လူတစ်ယောက်ရှိပါတယ်။သူ့နာမည်ကတော့တထေဖန်လို့ခေါ်ပါတယ်။တကယ်လို့သူကတပည့်တော်လည်းမဟုတ်ပါဘူး။တမန်တော်လည်းမဟုတ်ပါဘူး။ဟေလနစ်အမျိုးသမီးတွေဒီဂရိဘာသာစကားကိုပြောပြီးတော့ဂျူးလူမျိုးတွေပေါ့။ဂျူးလူမျိုးကတော့ဂျူးလူမျိုးပဲ။ဒါပေမဲ့ဂရိဘာသာစကားကိုပြောတဲ့မုတ်ဆိုးမတွေကမဆားရဘူးအသင်းတော်မှာမဆားရတဲ့အချိန်မှာဒီလိုပြဿနာတက်တဲ့အခါမှာပေတရုတို့က ဟာငါတို့ကဒီစပွဲမှာကြွေးမွေးခြင်းလုပ်ကိုမလုပ်သင့်ဘူး။အဲ့ဒီချိန်မှာ9ယောက်တင်းတောက်9ယောက်ကိုရွေးကောက်လိုက်တယ်။အဲ့ဒီတင်းတောက်9ယောက်ကတော့ဒီမုတ်ဆိုးမတွေစားရဖို့အတွက်ဒီအစားတောက်စီမံခန့်ခွဲမှုတွေကိုဥဆောင်ဖို့ရန်အတွက်အစီကံမှုဖြစ်တယ်။အဲ့ဒီတင်းတောက်9ယောက်ထဲမှာဘသူပါလဲဆိုရင်တော့တတိဖန်ပါတယ်။တတိဖန်ကလူငယ်လေးပါပဲ။သူ့ရဲ့ဘဝတရားထဲမှာဖះအောင်ဆက်ကတ်တယ်။ဖះနဲ့သွားလာတယ်။သူ့ရဲ့တရားဟောချက်ကိုကြည့်ရင်အရှိကြီးပဲဆိုတော့ကျွန်တော်တမန်ကျမ်းစာထဲမှာတွေ့ရအရှိဆုံးတရားဟောချက်ပဲဒီတရားဟောချက်က။ သူ့ရဲ့ဓမ္မဟောင်းကျမ်းတွေကိုသူပြန်ပြောတယ်ပြီးတဲ့အခါမှာသူ့ကိုဒီဣသရေလလူမျိုးတွေကသခင်ရှုကိုမသိဘဲနဲ့လဝါကတိုင်းမှာတင်တပ်ပလိုက်တယ်ဆိုတဲ့အကြောင်းကိုပြောတဲ့အခါမှာသူ့ကိုကြောက်ခဲနဲ့ပြစ်တတ်တယ်သူကြောက်ခဲနဲ့ပြစ်တတ်တဲ့ချိန်မှာတဲ့ကျမ်းစာကတမန်တော်ဝုဒုခန်းကြီး9:55မှာဘယ်လိုရေးလဲဆိုရင်တတိပံကတဲ့ဝိညာဉ်တော်နဲ့ပြေဝနေတယ်လို့တမန်ကျမ်းစာမှာတွေ့ရပါတယ်ဘာလို့ဒီလိုပြောလဲဆိုရင်တတိပံကသူ့ကိုကြောက်ခဲနဲ့ပြစ်ပေါက်နေတဲ့လူတွေကိုဘုရားသခင်သူတို့ရဲ့အဖြစ်ကိုခွင့်လွှတ်ပါလို့သူဆုတောင်းပေးခဲ့တယ်ဆိုတာတွေ့ရတယ် ဒီလိုအသက်တာမျိုးကဝိညာဉ်တော်နဲ့ပြည့်ဝတဲ့သူစီမှာပဲတွေ့ရပါတယ်။သူများကိုခွင့်လွန်နိုင်တဲ့အသက်တာ၊သူများကိုချစ်နိုင်တဲ့အသက်တာ။ဒီနေ့တချို့ကဝိညာဉ်စုကျေးဇူးတော်ရှိပါတယ်။ဒါပေမဲ့သူများကိုမချစ်နိုင်ဘူး။သူများကိုခွင့်မလွန်နိုင်ဘူး။သူများကိုစိတ်မရှိနိုင်ဘူး။ဒါကြောင့်မို့ကျွန်တော်အသက်တာထဲမှာဝိညာဉ်တော်နဲ့ပြည့်ဝမှသာလျှင် ဝိညာဉ်အသီးတွေချစ်ချင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှည်ခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းတစ္ဆာဆောင်ခြင်းနူးညံ့သိမ်မွေ့ခြင်းကာမကုံချုပ်တီးခြင်းဆိုတဲ့ဒီဝိညာဉ်အသီးတွေပြီးဖို့အတွက်ယုံကြည်သူတယောက်ရဲ့အတ္တဓာတ်ထဲမှာဝိညာဉ်တော်နဲ့ပြေဝဖို့အင်မတန်ရည်ကြီးပါတယ်။ဒါကြောင့်မို့တစ်သက်ခန်းကြီးကအပိုင်း29မှာဘလို့ပြောလဲဆိုရင်တော့ဝိညာဉ်တော်ဤအရှိန်ကိုမငြိမ်းစေကြနဲ့။ဒီနောက်ဘက်တော်ကိုကြည့်တဲ့အခါမှာဝိညာဉ်တော်ရဲ့အရှိန်ဆိုတာငြိမ်းသက်တယ်ဆိုတဲ့အကြောင်းကျွန်တော်တွေ့ရပါတယ်။ဥပမာပြောရမယ်ဆိုရင်ကျွန်တော်မီးဖို့နှစ်ခုရှိတယ်။ မီးတောက်နေတဲ့မီးဖို့နဲ့မီးငိမ့်နေတဲ့မီးဖို့မီးတောက်နေတဲ့မီးဖို့မှာဒီရှင်ကောင်မလာနိုင်ပါဘူးမီးငိမ့်နေတဲ့မီးဖို့ကတော့ရှင်ကောင်လာနိုင်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်။ဘာကြောင့်လဲဆိုရင်တော့မီးတောက်နေတဲ့မီးဖို့ကတော့ဝိညာဉ်တော်နဲ့ပြည့်နေတဲ့အတ္တဒါတန်ရှင်သောဝိညာဉ်တော်ကိုအုပ်ဆိုးခွင့်ပေးတဲ့အတ္တဒါကတော့အမြဲတမ်းသူ့ရဲ့အတ္တဒါထဲမှာဝိညာဉ်တော်နဲ့ပြည့်နေတဲ့အတွက်ကြောင့်ညှဉ်းညူးတဲ့ဇာတိတဘောတွေကသူ့အထက်မှာမပေါ်မထွက်လာဘူးဆိုတာတွေ့ရတယ်။ဒါပေမဲ့ဝိညာဉ်တော်နဲ့မပြည့်ရင်တော့ကျွန်တော်တို့အတ္တဒါထဲမှာဇာတိတဘောနဲ့အသက်ရှင်မိသွားမယ်။ ။ဒါကြောင့်ဝိညာဉ်တော်၏အရှိန်ကိုမငြိမ့်စေနဲ့လို့တမန်ကျမ်းစာကဖော်ပြပါတယ်။ဝိညာဉ်တော်၏အရှိန်ကိုငြိမ့်စေတဲ့အရာကတော့ကျွန်တော်ရဲ့ဇာတိတဘောတွေကျွန်တော်ရဲ့အသွေးသားဆန္ဒတဘောတွေဖြစ်ပါတယ်။ဒါကြောင့်မို့ချစ်တော်ညီကောင်ရောက်စီတိုင်းယခုနေ့ရဲ့ကာလတော့ကစိုးတဲ့တို့ကြောင့်ကာလအချိန်ကိုရွေးနှုတ်ပါ။ဖះကိုအချိန်များများပေးပါဖះသခင်နဲ့အနံပြီးတော့အသက်ရှင်ပါတန်ရှင်သောဝိညာဉ်တော်ရဲ့အုပ်ဆိုးမှုကိုနေ့စဉ်ခံယူပါဒါဆိုရင်ကျွန်တော်ဝိညာဉ်တော်နဲ့ပြည့်ဝပြီးတော့ဖះရဲ့အလိုတိုင်းကျွန်တော်ကအသက်ရှင်နိုင်မှာဖြစ်ပါတယ်ကျွန်တော်အသက်တာထဲမှာ ဇာတိတဘောနဲ့ဖရာအလိုတော်ကိုမလိုက်ရှောင်နိုင်ပါဘူး။ဒါကိုဖရာသခင်ကသိတဲ့အခါမှာယေရှုခရစ်တော်ကိုယုံကြည်တဲ့အချိန်အစပြီးတော့ကျွန်တော်အထဲမှာတန်ရှင်သောဝိညာဉ်တော်ကိုထည့်ပေးထားတယ်။အဲ့ဒီအထဲထဲမှာရှိတဲ့တန်ရှင်သောဝိညာဉ်တော်ကိုအုပ်ဆိုးခွင့်ပေးမယ်၊နေရာပေးမယ်ဆိုရင်တော့ကျွန်တော်ကဝိညာဉ်တော်နဲ့ပြည့်ဝပြီးတော့ဖရာအလိုတော်တိုင်းအသက်ရှင်နိုင်တော်သူဖရာဘုန်းတော်ထင်ရှားတော်သူများဖြစ်မယ်ဆိုရရာကိုဝင်ကားပါတယ်။အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။